္ဂလာပါဖော်ပေါ် preview channel ကနေပြန်လည်ပြီးတော့ကြိုးစားပါရစေ။ဒီနေ့မှာတော့တောက်ကြနေညမှာရှင်မင်းကစားသွားကြမယ်။လီပွဲစဉ်တွေကိုကြိုးပြီးတော့တုံ့ပြန်ပေးတော့မယ်ပေါ့နော်။အဲ့တော့ပုံမှန်ဆုံးပွဲစဉ်ကဒီနေ့ညဒီတနိုင်းဆန်းအားမှာကစားမယ်ပြင်သစ်လီဂူဝန်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ဒီ run နဲ့ဒီ net တက်တို့ရဲ့ပွဲစဉ်ပေါ့နော်။အဲ့ပွဲစဉ်ရဲ့ကြီးကိုကျွန်တော်ပြန်ကြည့်ရင် run နဲ့ကတကိုးသွင်း85ပြရမယ်ပြီးတော့6ပေါင်းနေလဲဆိုလို့ရှိရင်2ကိုးသွင်း60ရှုံမယ်ပေါ့နော်။အဲ့တော့ဒီ run နဲ့ကပြောမယ်ဆိုလို့ရှိရင် rosen ဘက်မှာကစားခဲ့တဲ့ပွဲစဉ်တွေမှာဆိုလို့ရှိရင်သူအရေးသေးကောင်းနေပြသခဲ့တယ်။ဒါပေမဲ့လို့ဒီလက်တလော net တက်ရဲ့ run နဲ့ရဲ့ဒီအင်ကွင်းပွဲစဉ်တွေကိုကျွန်တော်ပြန်ကြည့် င်တော့ IIC ကတိတ်မကောင်းဘူးပေါ့။ဒါပေမဲ့လို့ဒီတစ်ဖက်ကနန်တက်ကိုသူတို့ရဲ့အင်ကွင်းမှာအခန့်ကစားခဲ့တဲ့ပွဲစဉ်တွေမှာဆိုလို့ရှိရင်တော့ Runner ကရလက်ကောင်းနေရတယ်။အဲ့တော့ဒီတစ်ဖက်ကဒီနန်တက်ရဲ့အဝေးကွင်းရလက်တွေကိုကျွန်တော်ပြန်ကြည့်လို့ရှိရင် IIC ကတိတ်မကောင်းဘူး။တိုက်စစ်ကတော့သူတို့ဂိုးတွေရအောင်တင်းထားရဆိုပေမဲ့လို့ခန်းစစ်ပိုင်းမှာဆိုလို့ရှိရင်နန်တက်ကဒီတော်တော်လေးကိုအားနေတယ်ပေါ့နော်။အဲ့တော့ဒီလက်ရှိ Runner ရဲ့တိုက်စစ်မှာဆိုလို့ရှိရင်လည်းဒီ Kali Murando တယောက်ဒီပြီးခဲ့တဲ့ပွဲစဉ်မှာဂိုးပေါက်ပြန်ပြီးတော့ပြန်လဲရှာတွေ့ထားတာကြောင့်နန်တက်ရဲ့ခန်းစစ်ပိုင်းအတွက်တော့အဓိကထားမှာကစားသမားတယောက်ဖြစ်တယ်ပေါ့နော်။ပြီးတော့ Runner ကဒါသူတို့ကစားခဲ့တဲ့ဒီနောက်ဆုံး10ပွဲကိုကျွန်တော်ပြန် ြန်ကြည့်လို့ရှိရင်လည်း6ပွဲနိုင်တယ်ပြီးတော့သူတို့ရဲ့အိမ်ကွင်းမှာဒီနန်တက်နဲ့ထိတက်တိဆောင်ခဲ့တဲ့မှတ်တမ်းတွေမှာဆိုလို့ရှိရင်လည်း6ကြိမ်တိတိအနိုင်ရထားတယ်ဘောနောပြီးတော့နန်တက်ကတော့အဝေးကွင်းနောက်ဆုံး၄ပွဲမှာဆိုလို့ရှိရင်3ပွဲတိတိရှုံးခဲ့တယ်ဘောနောအဲ့တော့ဒီပွဲမှာကျွန်တော်ရန်နက်ကိုသဘောကျတယ်တကိုးသွင်း85ပြားရမယ်ဆိုပေမဲ့လို့တစ်ဖက်ကနန်တက်ကိုသူ့အနေနဲ့ဒီတွင်းကိုတကိုးနှစ်ကိုးလောက်တော့အနည်းဆုံးအနိုင်ကစားနိုင်လိမ့်မယ်လို့လည်းထင်တယ်ဘောနောအဲ့တော့ဒီနောက်ထပ်ပွဲစဉ်တစ်ပွဲကပင်လာလီကပွဲစဉ်တစ်ပွဲဖြစ်တဲ့ Espanyol နဲ့ Gita ဖြစ်ဘောနောအဲ့ပွဲစဉ်ကတော့ဒီနေ့ညတနင်္ဂနွေပွဲမှာကစားမှာဖြစ်တယ်အဲ့ပွဲစဉ်ရဲ့အကြီးကိုကျွန်တော်ပြန်ကြည့် Espanyol က level 15ပြားရှုံးမယ်ပြီး ရောဂိုးပေါင်းနေနေဆိုလို့ရှင်နှစ်ကိုးသွင်း35ပြရမယ်ပေါ့နော်အဲ့တော့ဒီအက်စပန်ညိုကအင်ကွင်းနောက်ဆုံး35ပွဲမှာဆိုလို့ရှင်သူတို့တပွဲပဲရှုံးခဲ့တယ်ပြီးတော့အင်ကွင်းနောက်ဆုံး6ပွဲစရိုက်မှာဆိုလို့ရှင်လည်းသူတို့လုံးဝရှုံးဝဲမရှိတာဘူးပေါ့နော်ပြီးတော့အင်ကွင်းဝေးကွင်းလာလီဂါနောက်ဆုံး35ပွဲမှာဆိုလို့ရှင်လည်းအက်စပန်ညိုကဒီ3ပွဲပဲရှုံးခဲ့တယ်ပေါ့နော်ပြီးတော့လာလီဂါနောက်ဆုံး12ပွဲမှာဆိုလို့ရှင်လည်းအက်စပန်ညိုရဲ့တပွဲပြည့်မြတ်တွင်ကိုကအနည်းဆုံး2ဂိုးနဲ့အထက်မှာရှိတယ်ပေါ့နော်ပြီးတော့ဂီတဖီးနဲ့ဖိတက်တွေ့ဆုံးခဲ့တဲ့နောက်ဆုံး9ဂိမ်းမှာဆိုလို့ရှင်လည်းအက်စပန်ညိုက3ဂိုး4ဂိုးထိရအောင်တွင်းထားတယ်တစ်ဖက်ကဂီတဖီးကတော့နောက်ဆုံးကစားထားတဲ့9ပွဲမှာ၄ပွဲရှုံးတယ်ပြီးတော့ ောက်ဆုံး၈ပွဲမှာဆိုလို့ရှိရင်လည်းခက်စစ်ပိုင်းရဒီ9ပွဲအထိပေးကိုခွင့်ပြုပေးထားတယ်ပေါ့နော် ပြီးတော့အက်စပန်ယိုကနောက်ဆုံးကစားရရဲ့၂ပွဲမှာဆိုလို့ရှိရင်၂ပွဲလုံးအနိုင်ရထားတယ်ပြီးတော့တိုက်စစ်ကလည်းတင်ကို6ဂိုးတိရတယ်ပေါ့နော်ပြီးတော့ခက်စစ်ပိုင်းကလည်းအဲ့၂ပွဲလုံးမှာဆိုလို့ရှိရင်သူ၂ပွဲလုံးကလင်းရှိရတယ်ပေါ့နော်အဲ့တော့လက်ရှိမှာဆိုလို့ရှိရင်အက်စပန်ယိုကတန်းစင်းဆုံးအနေနဲ့ရှိနေတယ်ပြီးတော့တန်းစင်းဆုံးနဲ့လက်ရှိမှာရမှတ်6မှတ်ပဲကွာဟနေရဆိုတော့နောက်ပိုင်းပွဲစဉ်တွေမှာရမှတ်တွေဒီရတဲ့လောက်ယူဖို့လိုတယ်ပေါ့နော်ပြီးတော့လက်ရှိမှာလည်းအက်စပန်ယိုကပေါင်ဟိုက်နေတာကြောင့်ဒီနေ့ပွဲမှာသူတို့ကိုယ်တိုင်ကဂီတာဖေးကိုမရှုံးအောင်ကစားနိုင်လိမ့်မယ်လို့ထင်တယ် တော့တည်ကြမှဒီဆန်ကားပြမယ်ရှုံးမယ်အစပညိုကိုဒီနေ့ပွဲစဉ်ဒီနောက်ဆုံးပွဲစဉ်အနေနဲ့ဆိုလို့ရှိရင်တော့ဒီရွေးချယ်ပြင်နေပါတော့အဲ့တော့ဒီနေ့ပွဲစဉ်တွေရဲ့သုံးသပ်ချက်ဒီနဲ့ပတ်သက်ပြီးတော့ညီကိုတို့ရဲ့အမြင်ကိုလည်းဒီဗီဒီယိုအောက်က comment မှာဝင်ပြီးတော့ရေးသားသွားလို့ရတယ်ပြီးတော့ဒီဗီဒီယိုကဒီညီကိုတို့အတွက်ဒီအထောက်အကူပြုခဲ့မယ်ဆိုလို့ရှိရင်လည်းတိုင်းရန် share နဲ့ဒီ channel ကို subscribe လည်းလုပ်သွားလို့ရတယ်ပေါ့နော်